ဘဝရဲ့အကြောင်းကိုအမှန်သိတာကိုပညာလို့ခေါ်တာကိုအဲ့ဒီပညာကအခုလည်းပဲစိတ်နှလုံးကိုငြင်းအေးစေတယ်ချမ်းသာစေတယ်ဘဝရဲ့ပုံမှာမမုန်းမှုမကင်းကြသေးတဲ့အတွေ့အကြုံဘဝဆက်ရအောင်မယ်ဆိုရင်လည်းပဲကောင်းတဲ့မွန်မြတ်တဲ့ဘဝတွေကိုဆက်လက်ပြီးတော့ရှားစေမယ်ပညာရဲ့စွမ်းအားဒါကြောင့်ဒါကိုချွတ်တော့ကနားလေအောင်သဘောပေါက်အောင်အသိပညာတွေကိုကျေပြန့်အောင်ပြောင်းလို့ချိုးပါအထောက်ရနော် တဆောတော့ဘုံဘုံပြောခဲ့တယ်လေလူရလို့ဖြစ်လာလို့ရှိရင်စိုးရင်နေရာတွေနဲ့တွေ့ပြီးတော့စိုးရင်ရမယ်ငိုနေရာတွေနဲ့တွေ့ပြီးတော့ငိုရမယ်စိတ်ဆင်းရဲနေရာတွေနဲ့တွေ့ပြီးတော့စိတ်ဆင်းရဲရမယ်အဲ့ဒါတွေကိုဘုံဘုံတို့ကစိုးရင်နေရာနဲ့တွေ့တိုင်းစိုးရင်ရမှာလားငါမစိုးရင်ရအောင်လုပ်လို့မရဘူးလားငိုနေရာနဲ့တွေ့တိုင်းငါငိုရမှာလားမငိုအောင်လုပ်လို့မရဘူးလားရတယ်ကြည့်ကြလားအဲ့ဒီမျိုး အဲ့ဆိုတော့ပြောတဲ့ပညာဟိုသာမြင့်အောင်လို့အဲ့ဒါဆိုရင်ညာနဲ့တွေ့ရင်မဆိုရင်ဘို့အတွက်အကောင်းဆုံးဒီလမ်းပဲပညာသာမြင့်အောင်လို့ဆိုရင်ညာနဲ့တွေ့ရင် तू မဆိုရင်တဲ့အနေထားကိုတဖြည်းဖြည်းနဲ့ရောက်သွားမယ်ပညာဟိုသာပို့ပြီးတော့ကျွဲဝအောင်ပညာယတနာဟိုသာပို့ပြီးတော့ကျွဲဝအောင်ဘုံလို့ရှာဖွေစုဆောင်ရပညာကြီးရင်ကြီးသလောက်ဆိုရင်မှုငိုကြွေးမှုစိတ်ဆင်းရဲမှုဆိုတာနေရတော့ မိုက်မဲရင်မိုက်မဲသလောက်ညံမရှိရင်မရှိသလောက်စွရင်ညရတယ်ငိုကြရတယ်စိတ်ဆင်းရဲမှုတွေခံစားကြရတယ်အဲ့လို့ဆိုရင်အဲ့ဒီဉာဏ်ပညာကိုဘုံဘုံတို့ဘယ်နည်းနဲ့တိုးပွားအောင်ကြိုးစားရမလဲမြတ်စွာဘုရားတော့အလွန်ထျောက်တဲ့ဤပင်အပမာဒဆိုတဲ့တတိတရားနဲ့ပညာတရားကိုကြီးထွားအောင်ကြိုးပမ်းအားထုတ်ရမယ်လို့လွန်ပြီးပေးခဲ့တယ်အပမာဒဆိုတာ တတိမပြတ်ရှိနေတာဘယ်ရာရဲ့ပုံမှာတတိယရှိနေတာတုံးဆိုတော့ကိုမှားယွင်းနေတဲ့အရာတွေရဲ့ပုံမှာတတိရှိအောင်ကြိုးစားတာကျွတ်တော့ကအနိစ္စဖြစ်နေတဲ့သဘောကိုနိစ္စလို့မှားယွင်းနေကြောင်းတဲ့နေတဲ့အရာကိုတည်တတ်နေတယ်လို့စိတ်ကမှားယွင်းနေတာရှိတယ်မကောင်းမွန်တဲ့အရာတွေကိုတမှုရှိတဲ့ကောင်းမွန်တယ်လို့မှားယွင်းနေတာတွေရှိတယ် ဘယ်ရဲ့အပေါ်မှာကျွတ်လို့မှားယွင်းနေတာတုံးလို့မင်းဒီယုံနယ်ရဲ့အပေါ်မှာပဲမှားယွင်းနေကြတာပါယုံနယ်ကိုပဲဆွဲလန်းနေဒါကြောင့်ယုံနယ်ကိုဥပါဒနဲ့ခန္ဓာလို့လည်းဘုရားသုံးဟုတ်လားအဲ့ဒီကျွတ်လို့ဆွဲလန်းနေတဲ့ကျွတ်လို့မှားယွင်းမှု ဖြစ်နေတဲ့အရာရဲ့အပေါ်မှာပဲတတိထားရကုတရားထုတ်တယ်ဆိုတာအဲ့ဒီအလေအကျင့်ကိုကျွမ်းကျင်အောင်ကြိုးစားတာ ဖြစ်နေတဲ့သဘာဝတရားကိုဖြစ်နေတဲ့အတိုင်းအတိအမှတ်လိုက်ပြီးတော့ပြုသတိထားဝင်လေလေးဝင်သွားတယ်ဝင်သွားမှန်းသိနေအောင်ကြိုးစားထွက်သွားတယ်ထွက်သွားမှန်းသိနေအောင်ကြိုးစားသတိရှိတဲ့ဝင်သက်ကိုဝင်စေအံသတိရှိတဲ့ထွက်သက်ကိုထွက်စေအံနော်ဘဝလူဒီတိုင်းဖြစ်နေတဲ့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတရားတွေရဲ့ပုံမှာကိုကမလုပ်တာတော့သတိထားလား ဲ့ဒီတတိကိုဆင်ဆက်မပြတ်ရှိနေအောင်ကြိုးပမ်းအားထုတ်တာအပမာဒကိုအဲ့ဒီအပမာဒအားကောင်းမယ်ဆိုလို့ရှိရင်သူတို့ကပြောခဲ့တဲ့ဘဝရဲ့အကြောင်းကိုအမှန်ကန်သိမြင်နိုင်တဲ့ပညာဟာထုတ်တက်လာဘဝတည်တဲ့အတိမျိုးထက်တာလွန်တဲ့အတိတွေကိုရရလာသတိရှိရင်ဉာဏ်ပညာကြီးမယ်အဲ့ဒီဉာဏ်ပညာကြီးရင်ငဘုံတော့ကကိုကစိုးရိုက်ရလို့ထင်တဲ့ကိစ္စတွေ စိုးရင်တရားလို့မထင်တော့ဘူး။ဘာမှအဲ့ဒီဟာကကိုယ့်စိတ်ကိုမတုံ့လောက်စေနိုင်ဘူး။ဆူရပါစို့ရ။ကလေးတယောက်ကိုစားမယ်ဆိုတော့ဒီကလေးကငိုမှာပေါ့နော်။လူကြီးကိုအဲ့ဒီကလေးစားတယ်လို့မျိုးလူကြီးကိုသွားဆိုင်လူကြီးကငိုမလား။စားတာတော့အတူတူပဲ။ဒါပေမဲ့ကလေးကတော့အဲ့ဒါကိုငိုစရာလို့ပဲသူကတော့နားလေတဲ့အတွက်ကြောင့်ငိုချလိုက်တယ်။လူကြီးကတော့ဘာဖြစ်သွားပြီလဲ။ဒါငိုစရာမဟုတ်ဘူးစားနေတာလို့သိ။ကလေးတို့စရရင် ငူချင်းဖို့နေနေတန်းတာရေတောင်ရေချင်းတာရှိဘာဘူးလို့ဆိုကလေးမှမဟုတ်တာပဲလူကြီးဖြစ်နေပြီအဲ့လိုပဲအသိဉာဏ်ပညာကလေးအဆင့်ပဲရှိရဲဆိုရင်တော့လောကဒဏ်ကကြီးစေပြီးအတွေ့အကြုံတွေကစပြီးဆိုကျွတ်လို့ငိုကြရမှာဟုတ်လားအသိဉာဏ်ပညာလည်းပဲကလူကြီးအဆင့်ရောက်နေပြီဆိုရင်လောကဒဏ်ကဘလောက်ပဲကြီးသေးကြီးသေးအတွေ့အကြုံတွေကဘလောက်ပဲငိုစရာဖြစ်နေနေသူ့ရဲ့ဉာဏ်ကမြင့်နေတဲ့အတွက်ကြောင့်အဲ့ဒီအတွေ့အကြုံကသူ့စိတ်ကိုမဆင်းရဲစေဘူးတို့ကျွတ်တော့ ဘေးအရာတွေဘလို့ဖြစ်ပါဟိုလိုဖြစ်ပါဒီလိုဖြစ်ပါလို့ကိုယ်စိတ်တိုင်းကျမတွေ့ရဖို့ကြုံရဖို့ကျွတ်တို့လုံနိုင်တဲ့စွမ်းအားမရှိပါဘူးတော်သူအခြေအနေရတွေ့ကြုံနေတဲ့အနေအထားတွေပေါ်မှာပဲကျွတ်တို့ရဲ့စိတ်ကိုမြင့်မားအောင်ရှင်းကျက်အောင်ဘုံဘလို့ဘလို့လို့ကျွမ်းရအာစိတ်ကိုအရင်ကျက်စေနိုင်ဆုံးအရာပညာပဲဒါကပညာကြီးရင်ကြီးသလောက်မဆိုးရင်စိတ်မရှင်းရဘူးစိတ်မရှင်းရဖို့အတွက်နီးလန်းပေးမယ်ဆိုတာအဲ့ဒါပဲ